ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးလမ်းကြောင်းတစ်ခုဖန်တီးရမှာကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းကပါဝင်ဆောင်ရွက်မယ်ဆိုရင်ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနှစ်နိုင်ငံစလုံးရဲ့ခွင့်ပြုချက်လိုအပ်မယ်လို့ကုလသမဂ္ဂကပြီးခဲ့တဲ့ဧပြီ30ရက်မှာပြောပါတယ် ကုလသမဂ္ဂဟာနယ်ဆက်ဖြတ်ကျော်အကူအညီတွေပေးအပ်ဖို့သက်ဆိုင်ရာအစိုးရတွေရဲ့ခွင့်ပြုချက်ရယူဖို့တရားဝင်တာဝန်ရှိပါတယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံဓာကာမြို့ရှိကုလသမဂ္ဂဌာနညှိနှိုင်းရေးမှူးရုံးရဲ့ပြောရေးဆိုခွင့်ရှိသူကဧပြီ30ရက်ကထုတ်ပြန်ချက်တစ်ခုမှပြောကြားခဲ့တာပါဒါမှမဟုတ်ရင်ကုလသမဂ္ဂရဲ့တိုက်ရိုက်ပါဝင်ပတ်သက်မှုကအကန့်အသတ်ရှိပါတယ်လို့သူကဆိုပါတယ် မြန်မာနိုင်ငံကပဋိပက္ခတွေချုပ်နေရတဲ့ရခိုင်ပြည်နယ်တွေကိုအကူအညီတွေပေးပို့ဖို့လူသားချင်းစာနာထောက်ထားမှုစင်ကြံအဖြစ်ဆောင်ရွက်နေတယ်။ဘင်္ဂလားဒေ့ရှ်နဲ့ပတ်သက်ပြီးအခြေအကျဉ်ဆွေးနွေးမှုတွေကြားမှာကုလသမဂ္ဂရဲ့အခုလိုတုံ့ပြန်မှုထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာဆိုးရွားနေတဲ့အခြေအနေတွေအပေါ်ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာကုလသမဂ္ဂယုံကဆက်လက်စိုးရိမ်ပူပန်နေပြီးဘင်္ဂလားဒေ့ရှ်မှာလက်ရှိလက်ခံထားတဲ့ရိုဟင်ဂျာဒုက္ခသည်တွေကိုကူညီဖို့ကြိုးပမ်းမှုတွေမှာဆက်လက်ပါဝင်နေတယ်လို့လည်းကြေညာချက်မှာဖော်ပြထားပါတယ်။ကျွန်တော်တို့ရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမိဖက်အဖွဲ့အစည်းတွေနဲ့ကုလသမဂ္ဂဟာရိုဟင်ဂျာဒုက္ခသည်တွေကို အင်ရှင်အဖြစ်လက်ခံနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုနိုင်ငံတကာအတိုင်အဝန်းရဲ့ပံ့ပိုးကူညီမှုတွေဆက်လက်လှုပ်ဆောင်သွားမှာပါလို့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ဒီနှစ်အစောပိုင်းမှာဒါကာမြို့တော်ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်သွားရောက်လည်ပတ်ပြီးနောက်အကူအညီပေးရေးလမ်းကြောင်းတစ်ခုဖန်တီးရေးနဲ့ပတ်သက်ပြီးအခုလိုဆွေးနွေးမှုတွေပထမဆုံးထွက်ပေါ်လာခဲ့တာပါ။ လက်ရှိမှာဘင်္ဂလားဒေ့ရှ်ဓာဖြတ်အစိုးရခေါင်းဆောင်မိုဟာမက်ယူနိုရဲ့အကြံပေးအရာရှိချုပ်နဲ့အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ကုလအရာရှိဟောင်းတဦးဖြစ်သူ ဟာရီလာရာမန်ကလူသားချင်းစာနာထောက်ထားမှုလမ်းကြောင်းရဲ့သဘောတရားကိုဧပြီ၈ရက်မှာပထမဆုံးအကြိမ်လူသိရှင်ကြားဖော်ပြခဲ့ပါတယ်။ ဒီရန်နေရာအတွင်းဘင်္ဂလားဒေ့ရှ်ရဲ့အလားလာရှိတဲ့ပအဝင်ပတ်သက်မှုနဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေကိုဖေဖော်ဝါရီ9ရက်ကအမေရိကန်နိုင်ငံနယူးယောက်မြို့မှာကုလအတွင်းရေးမှူးချုပ်ဂူတာရက်စ်နဲ့တွေ့ဆုံခြင်းစတင်ခဲ့တာဖြစ်တယ်လို့ခါလီလာရာမန်ကပြောပါတယ်။ဒီအတွက်ရခိုင်တမရောနိုင်ငံတကာအဖွဲ့အစည်းတွေမြန်မာအာဏာပိုင်တွေနဲ့ပနာမအညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြောင်းလည်းသူကဆိုပါတယ်။ ရခိုင်ပြည်နယ်မှာလူသားချင်းစာနာမှုဆိုင်ရာ အကျပ်တဲကိုဖြေရှင်းဖို့နိုင်ငံတကာအကူအညီအတွက်အခြားရွေးချယ်စရာမရှိဘူးလို့ကျွန်တော်တို့ဂူတာရက်ကိုပြောခဲ့ပါတယ်။ဒီစစ်စင်ရေးကို ကုလသမဂ္ဂရဲ့ကြီးကြပ်မှုအောက်မှာလှုပ်ဆောင်ရမှာပါလို့ခလီလာကပြောပါတယ်။ဒါပြင်ဘင်္ဂလားဒေ့ရှ်ရဲ့မဟာပြူဟာမြောက်ရက်တီချက်ကိုသူကမီးမောင်းထုတ်ပြပြီးဘင်္ဂလားဒေ့ရှ်ဟာအကူအညီတွေပေးပို့နိုင်တဲ့တခုတည်းသောအလားအလာရှိတဲ့လမ်းကြောင်းဖြစ်တယ်လို့သူကဆိုပါတယ်။ ရခိုင်ကမ်းရိုးတန်းကမြန်မာစစ်တပ်ထိန်းချုပ်မှုအောက်မှာရှိနေတဲ့အတွက်တခြားလမ်းကြောင်းတွေကသွာလာလို့မရဘူးလို့သူကရှင်းပြပါတယ်။ခါလီလာရဲ့အခုလိုပြောဆိုမှုတွေအပြီးသုံးဖက်ခန့်အကြာမှာတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလမ်းကြောင်းတစ်ခုကိုခွင့်ပြုဖို့မူအားဖြင့်ဝါရဆိုင်ရာဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ခဲ့ကြောင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးတူဟစ်ကအတည်ပြုပြောကြားခဲ့ပါတယ်။မူအရတော့ဒါကိုကျွန်တော်တို့သဘောတူကြောင်းအတည်ပြုနိုင်ပါတယ်။လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလမ်းကြောင်းကိုပံ့ပိုးပေးမှာဖြစ်လို့ပါလို့တူဟစ်ကနိုင်ငံသားရေးဝန်ကြီးဌာနမှာပြောပါတယ်။ ဒါပေမဲ့ကျွန်တော်တို့မှာသိကြတဲ့အခြေအနေတွေရှိတယ်။အဲ့ဒီအသေးစိတ်အချက်အလက်တွေကိုမဖော်ပြထားပေမဲ့အဲ့ဒီအခြေအနေတွေနဲ့ကန့်ညီရင်ကုလသမဂ္ဂရဲ့ကြီးကြပ်မှုအောက်မှာသိကြပေါက်ပူပေါင်းဆောင်ရွက်သွားမှာပါလို့သူကဆက်လက်ပြောပါတယ်။ Of Myanmar despite our limited resources ဒါပေမဲ့လည်းသူ့ရဲ့သဘောထားမှတ်ချက်တွေကညှိနှိုင်းဆွေးနွေးခြင်းမရှိဘဲလှုပ်ဆောင်တဲ့ဂျားဖြတ်အစိုးရရဲ့တစ်ဖက်သက်ဆုံးဖြတ်ချက်ကို ပါတီတွေရဲ့စန့်ကျင်မှုနဲ့အတူနိုင်ငံရေးအငင်းပွားမှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။အဲဒီနောက်လူသားချင်းစာနာထောက်ထားမှုဇင်းကြံတစ်ခုခွင့်ပြုဖို့အစိုးရရဲ့မူဝါဒဆုံးဖြတ်ချက်ကဘင်္ဂလားဒေ့ရှ်ရဲ့အထုတ်ချအာဏာကိုချိမ့်ချောက်နိုင်တယ်လို့ BNP ပါတီအထွေထွေ အတွင်းရေးမှူးချုပ်မာဇာဖရူအစ္စလမ်အလန်ဂါကသတိပေးခဲ့ပါတယ်။အခုလိုဝေဖန်မှုတွေကြီးထွားလာနေတဲ့ကြားထဲမှာပဲဘင်္ဂလားဒေ့ရှ်အစိုးရဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလမ်းကြောင်းဒါမှမဟုတ်ဈင်းချန်လမ်းအတွက်ကုလသမဂ္ဂနဲ့ရောအခြားအဖွဲ့အစည်းတွေနဲ့ပါဆွေးနွေးမှုမလုပ်ခဲ့ကြောင်းအကြံပေးအရာရှိချုပ်ရဲ့သတင်းပြန်ကြားရေးမှူးရှာဖီကဲအလမ်ကဧပြီ29ရက်သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်ရခိုင်ပြည်နယ်အတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးအပ်ဖို့ကုလသမဂ္ဂကအစပြုတယ်ဆိုရင်ဘင်္ဂလားဒေ့ရှ်က ရုတ်တင့်နီးကြကြနဲ့ဖွဲ့စည်းပုံဆိုင်ရာအထောက်အပံ့တွေပေးဖို့အဆင်သင့်ဖြစ်နေပါပြီလို့သူက Facebook စာမျက်နှာမှာရေးသားခဲ့ပါတယ်ဒါပေမဲ့ဒီနောက်ခံအကြောင်းအရာကိုစန့်ကျင်တဲ့အနေနဲ့အဖွဲ့ရဲ့တရားဝင်ဝတ္တရားတွေနဲ့နှစ်ဖက်ခွင့်ပြုချက်မရှိဘဲအခုလိုဆောင်ရွက်မှုတွေရဲ့ကန့်သက်အခန်းကဏ္ဍကိုဒါကာမြို့ရှိကုလသမဂ္ဂယွန်းကဧပြီ30ရက်မှာအလေးပေးဖော်ပြလိုက်တာပါ။ ဘင်္ဂလားဒေ့ရှ်မှာဒီနေ့ထိရိုဟင်ဂျာတပ်သန်းကျော်နေထိုင်လျက်ရှိပြီးဒီထဲကအများစုကိုကော့ဇားခရိုင်ရှိစခန်း33ခုမှာလက်ခံထားပါတယ်။အခြား3600ကျော်ကိုတော့နိုခါလီခရိုင်ရှိဘာစန်ချာကျွန်းကိုရွှေ့ပြောင်းထားရှိပြီးဘင်္ဂလားဒေ့ရှ်ဟာကမ္ဘာပေါ်မှာရိုဟင်ဂျာဒုက္ခသည်ဥယျာဉ်အများဆုံးနေထိုင်ရာနိုင်ငံလည်းဖြစ်ပါတယ်။ 2019ခုနှစ်ကမြန်မာနိုင်ငံမှာလူမျိုးတုံတုပ်တင်မှုတွေအပြီးမှာရိုဟင်ဂျာခုနှစ်သိန်းကျော်ဟာအိန္ဒိယဘင်္ဂလားဒေ့ရှ်နိုင်ငံစီခုလုံဖို့ကြိုးပမ်းခဲ့ကြပါတယ်။ဒါဟာဘင်္ဂလားဒေ့ရှ်နိုင်ငံတဲကိုရိုဟင်ဂျာတွေအများဆုံးထွက်ခွာလာပေမဲ့ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ မြန်မာနိုင်ငံကရုံငင်ကြရဲအပေါ်နှိမ့်ဆက်ညှဉ်းပန်းမှုဟာကာလကြာရှည်စွာစိုးရိမ်စရာပြဿနာတစ်ခုဖြစ်နေခဲ့ပြီး1988ခုနှစ်နဲ့1991 92ခုနှစ်တွေကတည်းကဘင်္ဂလားဒေ့ရှ်နိုင်ငံတဲကိုဒုက္ခသည်တွေတိတ်တိတ်တသာစတင်ဝင်ရောက်လာခဲ့တာပါ